ကျိုင်းလက်မျိုးအခြေခံပညာမူလာတန်းကြောင်းကြာခန်းဆောင်၌ဒါနဆိုင်ရာများစုပေါင်း၍ထောက်ပံ့ပစ္စည်းများပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိပ်ခရိုင်ကျိုင်းလက်မျိုးကြာခန်းကျောင်းအုပ်စုကြာခန်းဆောင်ကျေးရွာရှိအခြေခံပညာမူလာတန်းကြောင်းကြာခန်းဆောင်သို့ယနေ့နေ့နဲ့ဆယ်နာရီခွဲချိန်ကဌာနဆိုင်ရာများစုပေါင်း၍ထောက်ပံ့ပစ္စည်းများတွားရောက်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။ကြာခန်းဆောင်ကျေးရွာရှိအခြေခံပညာမူလာတန်းကြောင်းသည် AG မှ Grade 5တိရှိပြီးတင်ကြားပေးသည့်ဆရာမတဝူတာရှိခြင်းကြာခန်းကြောက်ကြီးရွာတွင် အင်ဂျီ30တာရှိခြင်းဒေသခံများမှလည်းတိုင်းရင်းသားများဖြစ်ခြင်းလမ်းခီးသွားလာရန်ခက်ခဲခြင်းတို့ကြောင့်ကျောင်းအတွက်လိုအပ်သည့်ပစ္စည်းများကျောင်းသားကျောင်းသူများအတွက်မုံများနှင့်ကျောင်းရှိဆရာမအတွက်လိုအပ်သည့်များကိုကျိုင်းလက်မြုပ်ကုံသွေးရေးဦးစီးဌာနမှလက်ထောက်ညံ့ကြရမှုဦးကျော်စီသူရေကြောင်းရေတပ်ဖွဲ့ကွဲမှဒုရဲမှုဦးဝင်းစော်ဦးကြေးတိုင်နေမြေစင်းဦးစီးဌာနမှဦးစီးမှု ်ဦးမောင်မောင်တာတစ်တော်ဦးစည်းဌာနမှဦးစည်းမှုဦးမျိုးမင်းရေရင်းမြမဦးစည်းမှုဦးမျိုးနှင့်ဌာနဆိုင်ရာများစုပေါင်း၍တွားရောက်လူတန်းခဲ့ကြောင်းသိရှိရပါသည်ခမညာ